ဘရာဇီးနိုင်ငံကအထူးစံဆုံးပျော်ရွှင်စိတ်ပီဇာပီဇာလို့ဆိုလိုက်တာနဲ့ခေါင်းထဲမှာဘာတွေမြင်မိလဲ cheese တွေအေးပြောကြနေရလားဒါမှမဟုတ်အသားမိုးနက်နက်သီးတွေဒါပေမဲ့အခုမြင်တွေ့ရမယ့်ပီဇာကတော့သင်မြင်မှုသမျှပီဇာတွေနဲ့လုံးဝမတူပါဘူးသေချာကြည့်လိုက်ပါဟုတ်ပါရီဒီအပေါ်မှာတင်ထားတာကပျော်ရွှင်စိတ်တွေပါဒါဟာနောက်နေတာမဟုတ်ပါဘူးဘရာဇီးနိုင်ငံရဲ့အထူးစံဆုံးတဲ့တန်ဖိုးရှိဆုံးရိုးရအစားအစာတွေကတစ်ခု ဖြစ်တဲ့တာနာဂျူရာပီဇာပဲဖြစ်ပါလိမ့် ဒီနေ့မှာတော့ pizza အပေါ်ကပြည်ရင်းစိတ်တည်းရဲ့နောက်ခွေကအမကန်ဆက်လန်ကိုကျွန်တော်နဲ့အတူတူလိုက်ပါစူဇန်ကြည်ကြရအောင်ပါဒါဟာယွန်စရာကောင်းတဲ့အစားအစာတစ်ခုလားဒါမှမဟုတ်ရှေးဟောင်းပီးရင်းနေအတွက်ရတနာတစ်ပါးလားဆိုတာကိုယ်တိုင်ပဲဆုံးဖြတ်လိုက်ပါဒီဇာလန်ရဲ့အဓိကစားကောင်ကတော့ဘရာဇီးနိုင်ငံရဲ့အပူပိုင်းသစ်တော်ရီထဲမှာနေထိုင်နေအရွက်ဖြတ်ပြွေးစိတ်မျိုးနွယ်ရဲ့ဘယင်မတာနာဂျူရာဒါမှမဟုတ်အီဆာလို့ခေါ်တဲ့ပြွေးစိတ်မှကြီးတွေပါပဲသူတို့ဟာတာမန်ပြွေးစိတ်တွေနဲ့မတူဘဲနဲ့အရွယ်စားကြီးမှပြီးအဟာရဓာတ်အလွန်ကျွဲဝါကြပါသည် ဘရာဇီးနိုင်ငံရဲ့တမိုင်းမှာ DBS စိတ်တွေကိုစားသုံးတဲ့ဒလီကနှစ်ပေါင်းရာနဲ့ချီပီရှိခဲ့တာပါ။ရှေးခေတ်တိုင်းရင်းသားလူမျိုးတွေအတွက်တော့ဒါဟာအလွန်ဖိုးတန်တဲ့ပရိုတင်းဓာတ်အရင်းမြစ်တစ်ခုဖြစ်ခဲ့ပါလိမ့်။သူတို့ကိုတူဝမန်ကာဗီယာဒါမှမဟုတ်မြေကြီးတွေကရွှေလူတော်မှတင်စားခေါ်ပေါ်ခဲ့ကြပါလိမ့်။သူတို့ကိုဒီနေ့ပတ်လုံးဖမ်းလို့မရပါဘူး။ဒီနေ့မှတစ်ကြိမ်မိုးရသည့်အစသူတို့ရဲ့မိလိုက်ပြန်တဲ့ရာသီရောက်မှသာမြေကြီးတွေကနေအုပ်စုလိုက်ထွက်လာကြတာပါ။ အဲ့ဒီအချိန်ဆိုရင်ဒေသခံတွေကကလေးလူကြီးမရွေးပုံနေပလင်းနေနဲ့ထွက်လာပြီးအဲ့ဒီပြန်တန်းနေတဲ့ရွှေဆိုတဲ့ကောင်လေးတွေကိုလိုက်လံဖမ်းဆီးကြပါလိမ့်ဒါဟာသူတို့အတွက်ပွဲတော်တစ်ခုလိုပါပဲဖမ်းဆီးရရှိလာတဲ့ပြည်စိတ်မကြီးတွေရဲ့တောင်းမန်းတဲ့ခေါင်းကိုဖြုတ်အဟာရရှိဆုံးဖြစ်တဲ့ကြီးမားတဲ့ဝမ်ပိုက်ပိုင်းကိုပဲယူပါလိမ့်ပြီးရင်တော့ဘရာဇီးရဲ့အကြောကြားဆုံးရိုးရာအစားအစာကိုပြင်ဆင်မှာတော့ဒီအတုံးများဆုံးချက်ပြုတ်နီးကတော့ထောပတ်ဒါမှမဟုတ်စီနေမွှေးလောင်လှော်တာပါလှော်တဲ့အခါမှာထွက်လာတဲ့အနံကမြေပဲလော်နှမ်းလို့ဒါမှမဟုတ်ပေါပေါဆုံနဲ့လို့မွေးကြိုင်နေတယ်လို့လည်းဆိုကြပါရီး အရသာကလည်းအံဩစရာကောင်းလာအောင်အခွန်မာသီးလို့စားကောင်းပြီးတော့နည်းနည်းလေးငံနေအရသာရှိပါလိမ့်။ပြီးရင်တော့လှော်ထားတဲ့ပရစိတ်တွေကိုဘရာဇီးလူမျိုးတွေအသေးစွဲစားတဲ့ကာဆာဘာမုံလို့ဒါမှမဟုတ်ဖာရိုဖာနဲ့ရောသမမှွေလိုက်ပါလိမ့်။ဒါကတော့ဖာရိုဖာဒီကာလို့ခေါ်ပြီးပူပူလေးစားရတာဟာရှေးခေတ်ကလေးကလက်ဆင့်ကမ်းလာခဲ့တဲ့အကောင်းတကအကောင်းဆုံးအစားအစာတစ်မျိုးပါပဲ။ဒီလိုအစားအစာကနေခေတ်သစ်ကိုဘယ်လိုရောက်လာခဲ့သလဲ။ဘရာဇီးရဲ့နာမည်ကြီးဆုံးစပ်ဖို့မူကြီးတစ်ယောက်ဖြစ်တဲ့ LS Adalau က ။ဒီ BSA တွေကိုသူ့ရဲ့ကဘာကျော်စားတော့ဆိုင်မီနီယူထဲမှာနည်းနည်းသီးလေးပေါ်တင်ပြီးတော့ဈေးကြီးကြီးနဲ့ရောင်းချခဲ့ရတာကနေကဘာကစိတ်ဝင်စားလာခဲ့ကြပါသည်။အဲဒီကနေပဲတဆင့်ဒေါနာဂျူရာပီဇာဆိုတာကပေါက်ဖွာလာခဲ့တာပါ။အထူးသဖြင့်ဆောက်ပါလိုလိုမျိုးနယ်ရဲ့ဂျေးလက်မျိုးလေးတွေဖြစ်တဲ့ Silverus လိုနေရာမျိုးတွေမှာဒီပီဇာကနာမည်ကြီးပါသည်။သူတို့ကရိုးရနီးတိုင်းလှော်ထားတဲ့ပြည့်စိတ်တွေကို cheese အပြည့်နဲ့ pizza ပေါ်မှာပြန့်တင်ပြီးတော့ဖုတ်လိုက်တာပါဒီ pizza ကိုမြင်တဲ့ဘရာဇီးလူမျိုးတွေရဲ့တုံ့ပြန်မှုကတော့နှစ်မျိုးကွဲနေပါသည် ရိုးရတလေးကိုမြန်နေတဲ့သူတွေအတွက်တော့ဒါဟာဘိုးဘွားအမွေနဲ့ကိုခင်မရအောင်စမ်းသစ်လိုက်တဲ့အရသာရှိတဲ့ဟင်းလျာတစ်ခုပါ။ဒါပေမဲ့မျိုးပြကလူငယ်တော်တော်များများအတွက်တော့ဒါဟာမစားသင့်တဲ့ထူးဆန်းလွန်းတဲ့အစားအစာ။တချို့ကဆိုရင်တော့ pizza crime pizza ပေါ်ကျူးလွန်တဲ့ရာဇဝဲမှုလိုတော့မပြောကြပါဘူး။အပြင်ဘက်ကကြည့်ရင်တော့ pizza ပေါ်ကပြည့်စုံဆိုတာထူးဆန်းနိုင်ပေမယ့်သူ့ရဲ့နောက်ကွယ်မှာနေပေါင်းများစွာကြာမြင့်ခဲ့တဲ့ယဉ်ကျေးမှုရှင်သန်မှုတွေနဲ့တဘာဝတရားရဲ့လက်ဆောင်တစ်ခုကိုတန်ဖိုးထားတဲ့လူတွေရဲ့ဇလန်းနေရှိလို့နေပါဘူး။